ငလင်းကြောင့်လက်ရှိအချိန်ထိနိုင်ငံတော်မှာသေဆုံးသူပေါင်းတထောင်ကျော်ရှိလာပြီလို့နာဆာကကသတင်းထုတ်ပြန်ပါတယ်။စုစုပေါင်းသေဆုံးသူပေါင်းထောင်တထောင်ကျော် 1200လောက်ရှိနေပြီလို့ NASA ကကထုတ်ပြန်ပါတယ်။မန္တလေးမှာငွေငလင်တန်ကြောင့်သေဆုံးသူ649ရှိပြီးတော့တန်ရသူအယောက်1680ရှိကပျောက်ဆုံးသူ68ယောက်ရှိပြီးထိခိုက်သေဆုံးမှုအများဆုံးဖြစ်ပါတယ်။နေပြည်တော်ကောင်စီနယ်မြေမှာသေဆုံးသူ96ဦး၊တန်ရသူ132ဦးနဲ့စကိုင်းမှာသေဆုံးသူ18ဦး၊တန်ရသူ300ကျော်ရှိပါတယ်။ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်အောင်ဘန်းမြို့နယ်အင်းလေးဒေသတို့မှာလည်းတေဆုံးသူ38ဦးထိရှိပါတယ်။တေဆုံးသူ1200ဦးထိရှိနေ ပြီလို့ထုတ်ပြန်ထားပေမဲ့လက်ရှိမှာတော့မြေပြင်အဖွဲ့တွေပြောတဲ့စင်အရာဆိုရင်ဒီထက်သေဆုံးသူကတော့ပိုနိုင်သေးတယ်လို့သိရပါတယ်။မြေပြင်မှာကယ်ဆယ်ရေးလုပ်နေသူတို့ကထိခိုက်မှုအများဆုံးဖြစ်ခဲ့တယ်။မန္တလေးနဲ့စကိုင်းမြို့တွေမှာစေုံစီကနေမလုံလောက်လို့ပြည်ဦးလွင်ကကိုကြီးကယ်ဆယ်ရေးတွေလာခေါ်တာကိုတူကိုထ ပြည်ဦးလွင်ထိတွားရောက်စေကူတောင်မှုတွေလုပ်နေရတယ်။ပြင်းထန်တဲ့ငလင်ခံစားရတဲ့နေပြီးတော့ပြင်မနာဂျမဲသိမ်းမြို့တွေမှာလည်းထိခိုက်ပျက်စီးမှုတွေများပြားပါလေ။ နေပြီးတော့မှလုံလောက်တဲ့ကုညီကေစရေးတွေမရှိသေးပါဘူး။ကလင်တန်သင့်ဒေသတွေမှာတော့ဒီနေ့အထိ internet phone line တွေအကုန်ပြတ်တောက်နေပဲလို့ပြောပါတယ်။ကလင်တန်ထိခိုက်မှုများတဲ့စကိုင်းမန္တလေး၊မကွေး၊ရှမ်းရှိမြောက်နေပြီးတော့ပဲခူးတန်းတို့ကကလင်တန်သင့်နေရာတွေကိုအရေးပေါ်အခြေအနေဖြစ်အမျိုးသားသဘောဘီအန်အေဆိုင်ရာစီမံခန့်ခွဲကော်မတီကကြေညာထားပါတယ်။လက်ရှိအချိန်မှာတော့ကုညီကေစရေးလုပ်ငန်းတွေကိုဆက်လက်ဆောင်ရွက်နေတော့မယ်လို့သိရပါတယ်။ ငလင်တန်းကျောင်းအဓိကထိခိုက်ခဲ့တာကတော့မန္တလေးမြို့ဖြစ်ပါလိမ့်မန္တလေးမှာဆိုရင်သာသနာဗိမာန်ကျောင်းအဆောင်ကိုဖြိုကျပြီးပြိမိနေတဲ့တန်ခါ55ပါးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့တယ်လို့ဆိုပါလိမ့်6ပါးရဲ့ရုပ်အူလောင်တွေကိုတော့တွေ့ရှိခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဦးစီးဌာနကထုတ်ပြန်ပါလိမ့် ငလေးတန်ခံရတဲ့မန္တလေးမှာဆိုရင်လက်ရှိမှာပြိမိနေသူများပြားပြီးကဲဆယ်ရေးမလုံလောက်ဘူးလို့လည်းသိရပါတယ်။လက်ရှိချိန်ထိဥလသိမ့်ပိမှန်ရွှေဘုံချိန်ပလီ Sky Villa Condo အစရှိတဲ့နေရာတွေပါဝင်တိုက်တာအဆောင်ပြိုကျမှုကြောင့်ထိခိုက်ဒေဆုံးသူများပြားခဲ့ပြီးပြိမိနေသူတွေကိုရှာဖွေနေရတယ်လို့ကဲဆယ်ရေးသမားတွေကပြောပါတယ်။ကဲဆယ်ရေးသမားတွေပြောပြချက်အရဆိုရင်မန္တလေးမြို့ထဲမှာပဲဒေဆုံးသူဦးရီဟာ 1500ဝန်းကျင်လောက်တော့မှရှိနိုင်တယ်လို့ဆိုပါတယ်ဒါပေမဲ့စီးရင်တိကျတော့ပြောဖို့ခက်ပါသေးတယ်ငလင်ကြံအကြောင်းထိခိုက်ဒဏ်ရာသူတွေအတွက်ယာယီစည်းရုံးတွေမန္တလေးလေးစိမ်းမှာလည်းလုံဆောင်ထားပါတယ်မြို့ထဲမှာအသက်ရှင်ကျန်ရင်းသူတွေအတွက်လည်းစားနပ်ရိက္ခာနဲ့တောက်သုံးရင်ကူညီတွေလိုအပ်နေပါတယ်ငလင်ဘူဟုကြမြန်မာနိုင်ငံစကားမြို့နဲ့12ကီလိုမီတာกว่าလောက်မှာ ပြင်းထန်လှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်ဒါကြောင့်တော်တော်လေးကိုအထိနာသွားတယ်လို့ပြောလို့ရပါတယ်မြမငလင်ပေးပြည်သူတွေအတွက် ဝမ်းနဲ့ကြေကွဲပါတယ်လို့ပြတင်း Charles Wayne မြတ်ကတော့ပြောပါတယ်အခုလိုအခက်ခဲဆုံးကြေကွဲဝမ်းနဲ့ဝယ်အကောင်းဆုံးအချိန်မှာမိမိတို့ချစ်မြတ်နိုင်ရွာသူတွေအိုးအိမ်တွေမျက်နှာတံမိုးထားရတဲ့အတမွေးဝမ်းကြောင်းလုပ်ငန်းတွေဆုံးရှုံးရတဲ့အဖြစ်အပျက်တွေကိုကြုံတွေ့ရလို့မြန်မာပြည်သူတွေအတွက်လေးနက်ဆုံးကိုချင်းဆောင်နဲ့ထပ်တူကြေကွဲဝမ်းနဲ့ရတယ်လို့ပြတင်း Charles Wayne မြတ်ကပြောပါတယ်မြမပြည်သူတွေပြည်သားတွေအနေနဲ့ဆင်းရဲဒုက္ခတွေကြီးကွဲဝမ်းနဲ့စရာတွေကိုဆက်ပြီ ြင်ကြံခံရင်ဆိုင်နေရတာနားလည်ပါတယ်။ခုလိုမြန်မာပြည်သူပြည်သားတွေရဲ့အလွန်ထူးခြားတဲ့ကြင်ကြံခံနိုင်ရေးစွမ်းအားနဲ့စိတ်သက်ကိုလည်းအရင်ကတည်းကလေးစားရင်းဆွဲရှိပါတယ်လို့ပြည်ထိုင်ဘီရင်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြည်ထိုင်ကလည်းမြန်မာပြည်သူတွေအတွက်လိုအပ်တဲ့အကူအညီတွေမှန်သမျှ အကုန်လုံးပေးဖို့အတွက်ညွှန်ကြားထားတယ်လို့သိရပါတယ်။ငလင်းလောက်ခတ်မှုကြောင့်နိုင်ငံတော်မှာဗလီပြိုကျမှုပေါင်းအနည်းဆုံး90လောက်ရှိခဲ့ပြီးအစ္စလမ်ဘာသာဝင်190ထက်မနည်းသေဆုံးခဲ့တယ်လို့ကြောက်ယူထားတဲ့အချက်လက်တွေအရတော့သိရပါတယ်။မန္တလေးတိုင်းတွင်အမာရပူရာမြို့နယ်ဘုံအိုဟာဂျီလင်းအရှိဗလီအလဲဗလီတံပြားချံဗလီတို့မှာပဲလူရောက်တရာကျော်ယုံလောင်ရရှိထားပါတယ်။လက်ရှိချိန်ဒီကယ်ဆယ်လုပ်ငန်းတွေလုံဆောင်နေရဆဲဖြစ်လို့အရေးအတွက်တိကျကိုတော့တည်ပြုလို့မရသေးပါဘူး။ဘုံအိုပလီတဝိုင်းမှာတင်ဗလီ9လုံးလောက်ရှိပါတယ်။ တောက်ကြနေဝပြုခြင်းဆိုတော့အတော်များပါတယ်တရွာလုံးတိုင်းတာနဲ့ဆိုလူထောင်နဲ့ကျင်ဒီပါရှိပါတယ်ခုဒီရုပ်လောင်းတွေထုံးနေတာမပြီးသေးဘူးလို့ဒေတာခန်တူကပြောပါတယ်ခလေးလောက်ခတ်မှုတော့တရာဦးမြေတာပလီမှာ29ဦးချမ်းရည်တာဆန်မြို့နယ်စက်ကြမြောက်ပလီမှာ24ဦးတောင်စင်ကျုံပလီ4ဦးမန္တလေးရွှေဘုံရှင်ပလီ9ဦးပလိမ်မြို့မှာပလီ4ဦးချမ်းမြောက်တာဆန်မြို့နယ်ကံရွာပလီ4ဦးတာစီဇီးပင်ပေါပလီ10ဦး ဇမဲသိမြို့မှာရှိတဲ့ပလီခုနှစ်လုံးမှာလူ35ဦး၊မန္တလေးအမြောက်တန်းပလီ115ဦးကျော်၊မက်ဒီလာရန်နာမူဘန်ဂါလီပလီ9ဦးသေဆုံးကြောင်းလက်ရှိစီးရင်ရသိရပါတယ်။ဒီနေ့ဒီတကြိုအပီးစီက29ရောက်ပါ။တခြားပလီတွေဘက်မှာတော်တော်ချင်းနေဆိုးပါတယ်လို့မြေသားပလီပြိုကျမှုတွင်သေဆုံးသူတွေကိုတင်းကျိုပေးခြင်းကိစ္စကူညီပေးနေတဲ့ဒေသခံတို့ကပြောပါတယ်။နေပြည်တော်ပြည်မနောက်မှာပလီမှာတော့16ဦး၊စရတီပလီမှာ3ဦး ရွာကောက်ပလီမာ9ဦးတောင်ငူကန်တော်ပလီမာ14ဦးပျောပွဲမြို့တစ်ပလီမာ2ဦးစကိုင်းမိုးကြပလီမာ22ဦးတေဆုံးမှုရှိပြီးစုစုပေါင်း385ဦးကျော်တေဆုံးခဲ့ရပါတယ်။ဒါအပြင်စကိုင်းမြို့မှာပလီ9လုံးမန္တလေးအနောက်အချက်ပလီပန်သေးပလီတိုက်တန်ပလီလယ်ဝေးပလီဒိုင်းကောင်းကံပလီတထီတန်ပလီမြောက်ဦးဘုပလီကျဲတိုင်ဝန်းမင်္ဂလာပလီရမဲသိန်းကံကလေးပလီအစရှိတဲ့ပလီများစွာလည်းအဆောက်အဦပြိုကျပျက်စီးခဲ့တယ်လို့သိရပါတယ်။ အင်းအခွင့်အရေးမှာခုနှစ်အဆင့်ရှိအလွန်ပြင်းထန်တဲ့မြေငလင်ကြီးလှုပ်ရှားမှုဖြစ်ပေါ်ခဲ့ခြင်းဟာအစ္စလမ်ဘာသာအရဝိပုစုတောင်းတဲ့တောက်ကြနေဖြစ်ပါတယ်ပလီမာဝိပုသူအများပြားရှိနေပြီဥပုလာနောက်ဆုံးတောက်ကြနေဖြစ်တဲ့အတွက်လူပိုများပြားခဲ့ခြင်းဖြစ်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ဗလီချိုဟာနှစ်ပေါင်း150ကျော်ကြာမြင့်တဲ့ဗလီတွေတောင်ရှိနေပြီပြုပြင်ထိန်သိမ်းဖို့အတွက်ခွင့်ပြုချက်တွေတောင်းခံထားတဲ့အခြေအနေမှာရှိပါတယ်ဒါကြောင့်အခုဗလီတွေပြိုကျမှုမှာတော့ အဲ့ဒီပလီတွေဟာအများဆုံးဖြစ်တယ်လို့သိရပါတယ်။နေပြီးတော့ဇမုသီမှာဆိုလဲတေဆုံးသူ200လေးဝရှိပါတယ်။ဝင်တဲ့အိမ်ဟာအများစုပါတယ်လို့မီးစိမတရင်တပုတ်အရာတော့သိရပါတယ်။နေပြီးတော့နေမြေတွင်ဝင်တဲ့အိမ်ဟာနေတရှိရာဇမုသီမြို့နယ်မှာလှုပ်ခတ်သွားတဲ့ငလင်းကြောင့်တိဆုံးသူရုပ်လောက်200လောင်းရရှိထားတယ်လို့ကဲစေးလို့ဆောင်နေသူတွေကပြောပါလိမ့်ဇမုသီးတဲ့မှာလည်းအဲ့ဒီလောက်ရှိတယ်ဝင်နေအိမ်ရတွေများတယ်တိုက်အုပ်တွေမှာပြိနေတာအလောင်းတွေပဲရတယ်ခုထိတဖြည်းဖြည်းတော့လုံနေရတယ်ပြောပါလိမ့် ဂျမနီလောက်ခတ်တဲ့ငလင်ကြီးကြောင့်နေပြည်တော်ဝန်ကြီးဌာနအဆောက်အုံရုံးတွေဝန်ထမ်းအင်အားတွေလွတ်တော်အဆောက်အုံတွေတော်တော်လေးထိခိုက်ပျက်စီးခဲ့ပါတယ်။ဇမူတီမြို့နယ်ဘူးကွဲဘက်မှာရှိတဲ့ဝန်ထမ်းအင်အားတိုက်အမှတ်3000ကျော်နဲ့4000ကျော်မှာထိခိုက်ပျက်စီးမှုများပြီး မြင်းကြီးတဲ့တခုလုံးပျော်ကြပျက်စီးတဲ့တိုက်အနည်းဆုံး၁၀လုံးကျော်ရှိပါတယ်။ဇမုသီးမြို့နယ်တပီကုန်းရပ်ကွက်မှာလည်းနေအိမ်ဈေးဆိုင်ဆောင်တွေပျော်ကြပျက်စီးခဲ့ပါတယ်။ဇမုသီးမှာသာမကနေပြည်တော်တွင်းမှာရှိတဲ့ဥတ္တရသီးပုပ္ပသီးဇေယသီးပြမနာတကုံလယ်ဝဲမှာလည်းငလင်းတန်းအပြင်းထန်ခံခဲ့ရပါတယ်။နေပြည်တော်အေလာမှာရှိတဲ့ပြည်ဆိုင်လေစင်းမှာလေကြောင်းထင်းသင်းရေးတာဝါငလင်းကြောင်းပျော်ပြီးတောင်ဝင်ကြောင်းဝန်ထမ်းတွေသိရပါတယ်။ ငလေနောက်ဆက်တွဲပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုပြည်သူတွေနဲ့အတူဆောင်ရွက်သွားရမယ်ဆိုပြီးတော့ NUG ကတော့ထုတ်ပြန်ထားပါတယ်။အင်အားလုံးပြင်းထန်တဲ့ငလေလှုပ်ခတ်ပြီးနောက်နောက်ဆက်တွဲငလေငယ်တွေထပ်မံလှုပ်ခတ်နိုင်တဲ့အတွက်အထူးသတိပြုအနေထိုင်ကြဖို့ဆိုပြီးတော့ငလေရေးရာကျွမ်းကျင်သူတွေကတော့ပြောဆိုထားတာဖြစ်ပါတယ်။ပိုးပြီးဆိုးတာကနေပြည်တော်မှာဒီနေ့တထောင်ဆေးုံကြီးလည်းပြိုကျပျက်စီးသွားလို့တေဆုံးတဲ့ထိခိုက်ဒဏ်ရာသူတွေရှိနေကြောင်းနဲ့ကြောက်မြတ်ယတနာခံမှလည်းပြိုကျပျက်စီးသလို Ocean Center လည်းပျက်စီးမှုရှိကြောင်း ဒါအပြင်အင်းတော်အင်ညာအချို့လည်းပြိုကျပျက်စီးမှုရှိကြောင်းထိခိုက်ဒဏ်ရာမှုတွေရှိနေတယ်လို့သိရပါတယ်။လက်ရှိနေပြည်တော်မှာငလင်ကြောင်းထိခိုက်ပျက်စီးပြီးသေဆုံးသူတွေနဲ့ပတ်သက်လို့အရေးပေါ်ကူညီကစေးတွေလုပ်ကင်ဖို့လူဝင်အားအများအပြားလိုအပ်နေပါတယ်။တဲတော့ဝမ်းတွင်းမှာလည်းငလင်ကြောင်းအဆောင်အုံပြိုကျပြီးတေဆုံးသူ20ကျော်ရှိထားပါတယ်။ပိတ်မိသူအများအပြားကဲထုံနေဆဲဖြစ်တယ်လို့ဒေတာခန်တွေကပြောပါတယ်။တိုက်ပြအများကြီးပြောပါတယ်။ဝမ်းတွင်းချီမီနဲ့ထဲဆဲအကုန်ပြိုပါတယ်။လူတွေပြိပါတယ်။ခုချိန်ဒီဆွဲထုံနေရတော့မှာ တဲရောဝန်တွင်လူသေးပြောက်ကတော့20ကျော်ပါတယ်လက်ရှိလူတွေလည်းအိမ်ပြင်ထွက်နေတာကိုမြင့်ကျင်မာနေနေရတယ်ခုချိန်ထိထိတ်လန့်နေတော့မယ်လို့ဆိုပါတယ်အဆောင်အုံပြိုကျပြစ်စင်းမှုများတာကြောင့်အဆောင်အုံတွေပိတ်မှုတို့အများပြားရှိပြီးခုချိန်ထိကယ်ဆယ်ရေးတွေလုပ်နေရသေးပါတဲရောမျိုးမှာဟိုတွာလာကိုအဆင်ပြေသေးကြောင်းကယ်ဆယ်ရေးတွေလုပ်နေပြီးကယ်ဆယ်ရသူတွေကိုဆေးရုံပို့နေပြီးဆေးရုံတွေမှာလည်းလူနာတွေပြည့်နေတော့မနိုင်တဲ့လူနာတွေကိုတော့မိထီလာကိုထပ်ပို့ကြောင်းမိထီလာမှာလည်းငလင်တန်ကြောင့်တော်တော်လေးကိုလှုပ်လှုပ်နေရကြောင်းပြောပါတယ် ဗိုလ်ချုပ်မှုကြီးမြောက်နိုင်ငံတော်ငလင်းဖြစ်တဲ့နေရာတွေကိုတွားရောက်ပြီးတော့လေလာကြည့်ရှုခဲ့ပြီးလိုအပ်တာတွေကိုတော့မှာကြားပြောဆိုသွားတယ်လို့သိရပါတယ်။နောက်အပြင်နောက်ဆက်တွဲငလင်းလှုပ်ခတ်မှုတွေရှိလာနိုင်လို့အတွက်သတိပြုဖို့လိုတယ်လို့လည်းပြောပါတယ်။လက်ရှိမှာတော့နောက်ဆက်တွဲငလင်းတွေကိုသတိပြုဖို့လိုအပ်တယ်လို့မိုးစလာအိုစီဌာနမြင်းငလင်းဌာနကွဲနေပြည်တော်မှတို့ညွှန်မှုကပြောပါတယ်။နောက်ဆက်တွဲငလင်းတွေနဲ့ပတ်သက်လို့မြင်းငလင်းသတင်းများစင်တာမှတောင်းရှိသူတယောက်ကတော့ နောက်ဆက်နှစ်နိုင်ဝင်ကျင်နေမြင်းကလေးအားအသင်းတင်းကလေးနဲ့ထပ်မံလှုပ်ရှားနေလို့အထူးသတိပြုဖို့လိုအပ်တဲ့ပြောပါတယ်။လက်ရှိမှာသခိုင်းပြည့်ရွေကျော်ဟာစိုးရင်စရာရှိနေပြီးအင်အားပြင်းမြင်းကလေးကြီးတကြောပြန်လာနိုင်ဖို့မြေပြင်အနေထားအလျားမိုင်မြေလွာတွေရဲ့စွန့်ရင်ပံပိုးနိုင်မယ်ဒါတွေကိုခြုံငုံသုံးသပ်မယ်ဆိုရင်စကိုင်းပြည့်ွေကျော်ကနေပြီးပြည့်စုံတဲ့အင်အားပြင်းမြင်းကလင်ကြီးလှုပ်ရှားလာနိုင်ခြင်းဟာထင်သာတာထက်ပိုပြီးမြန်ဆန်လာနိုင်တယ်လို့မြင်းကလင်ပညာရှင်တွေကပြောပါတယ် လူနေထူးထပ်တဲ့မြို့ပြကြီးအများစုဟာစကိုင်းပြည့်ရွေကျော်ပေါ်မှာပြည့်ရွေကျော်လက်တကမ်းမှာလုံးဝရောက်ရှိနေလို့စကိုင်းပြည့်ရွေကျော်ကိုမျက်ရှင်မပြတ်စောင့်ကြည့်ဖို့လိုပါတယ်။ရားနဲ့တမန်မြင်းကလေးကျူရင်ကောက်ဝေးနီလန်းအားလုံးရယူထားဖို့လိုတယ်လို့ဆိုပါတယ်။မြင်းကလေးဟာနေရာရွှေပြောင်းလှုပ်ခတ်ခြင်းတန်းမြင်းကလေးငယ်တွေလှုပ်ရှားတဲ့နေရာတွေဒါအရင်လှုပ်ရှားမှုတဲ့မြင်းကလေးကြီးတွေရဲ့ဗဟုချက်ညီဝင်ခြင်းမှာတဖန်ပြန်ပြီးလှုပ်ရှားတတ်တဲ့သဘောတဘာဝရှိပါလေ ဒါကြောင့်မိမိတို့အနေထိုင်ရာနေအိမ်ကြေးရွာမြို့ပြတွေမှာပြည့်ွေကျော်တွေမြင်းကလေးလှုပ်ခုတဲ့တမန်းကြောင်းနဲ့ရှင်းရှင်းလေးလာပြီးမြင်းကလေးကြိုတင်ကောက်ွယ်ရမယ်လို့ဆိုပါတယ်။နောက်ပြီးတော့လက်တော်သတိပြုရမယ့်ချက်ကတော့တကယ်လို့အင်အားပြည့်မြင်းကလေးလှုပ်ရင်တော့စကိုင်းနဲ့ဘကောကပထမဦးစားပေးစွန့်ရမယ့်နေရာတွေလို့ပြောပါတယ်။ငလေးလှုပ်ချိန်မှာလည်းမိမိအနေနဲ့လုံခြုံရနေရာမှာနေတာတဲ့ပို့ပြီးတော့ အဓိကအားဖြင့်အဆောက်အုံတွေပြိုပြတ်ကြမဲ့နေရာတွေကိုရှောင်ဖို့လိုတယ်လို့ငလင်ပညာရှင်တွေကပြောပါတယ်။ကျောင်းဆက်မှာဆိုရင်ငလင်ကျောင်းမူဂျိုကျောင်းဖြူကြလို့ကလေးနဲ့ဆရာမတွေပြိမိနေစေလို့တည်နေထွက်နေပါလေမျိုးနဲ့ရွာမှာပါအဆောက်အုံပြိုကျပြည့်စုံမှုများလို့တည်ဆုံးမှုအများအပြားရှိတယ်လို့ဆိုပါလေကနဦးသိရတဲ့တည်ရင်ချက်လိုက်ရဆိုရင်မူဂျိုချောင်းပြုံမှာကလေးငယ်ရောက်90ဝန်းကျင်နဲ့ဆရာမ6ယောက်ပြိမိနေတယ်ဆိုပါလေကလေး3ယောက်နဲ့ဆရာမတွေထုတ်ယူနိုင်ပြီမဲ့ဆရာမ2ယောက်ကတည်သွားတယ်လို့ကလေး1ယောက်ကလည်းအခြေအနေမကောင်းဘူးလို့ဆိုပါလေ ကလေးလေးစင်လောက်ကြံသေးတယ်ပြောတယ်။ကဲတော့မဲကဲရတာတော့အကုန်ဆေးကိုပို့ထားတယ်လို့ဆိုပါလေ။ကြောင်းကနှစ်ထက်ကြောင်းလို့ဆိုပါလေ။ငလျင်ကြောင်းအဆောက်ကိုပြိုကျပစ်စီပြီးအဆောက်ကိုလည်းပိတ်မိသူအများအပြားရှိပြီးလက်ရှိချင်းဒီမိသက်ဌာနနဲ့လူမှုကွန်ရက်ဖွဲ့တွေကပူးပေါင်းလှုံ့ဆော်နေကြောင်းပဲဖြစ်ပါလေ။လက်ရှိမှာကြောက်စင်မြေသားဝမ်းတွင်းမှာငလျင်တဲ့ကြောင်းအဆောက်ကိုပြိုကျပြီးပိတ်မိသူတွေကိုအရေးပေါ်ကူညီကယ်ဆယ်ရေးတွေ လုံဆောင်နေဆဲဖြစ်တယ်လို့သိရပါတယ်။မန္တလေးက Sky Villa ကွန်ဒိုကြီးပြောကြမှုမှာတော့ဒုက္ခ Diamond စိန်တိုက်ပိုင်ရှင်ဒေါ်မိုးတီတာရွှင်နဲ့မိသားစုဝင်တွေတေဆုံးသွားတယ်လို့ဒုက္ခ Diamond စိန်တိုက်ကတရားဝင်သတင်းထုတ်ပြန်ပါတယ်။ဒုက္ခဒိုင်မွန်စိန်တိုက်ပန်းရှင်တည်ဤသူတမတင်ကြီးဒေါ်မိုးတီတာရွှင်ရဲ့တာသမီမြေညာ28ရက်နေ့မှာတဘာဝဘေးရနေအကြောင်းကွယ်လွန်နေဆာရောက်သွားတယ်လို့အစိုးရစိန်တိုက်ကတရင်ထုတ်ပြန်ပါတယ်။မန္တလေးမြို့အောင်မြေသားဆန်မြို့နယ်လမ်း60 22လမ်း23လမ်းကြားမှာရှိတဲ့ ဆက်တက်အမြန်ရှိတဲ့စကိုင်းဘီလာကွန်တိုဟာမနေ့ကငလင်ကြောင်းပြိုကျကမြေကြီးထဲကျုံဝင်သွားပါတယ်။မြေပေါ်မှာခုနှစ်ထပ်သာကျန်တော်ပြီးကွန်တိုဆက်တက်မှာ၄တက်မှာမြေထဲကျုံဝင်သွားလို့လူအများပြပိတ်မိတည်ဆုံခဲ့ရပါတယ်။အဲ့ဒီပိတ်မိတည်ဆုံတဲ့ထဲမှာဒုက္ခနိုင်မောစိန်တိုက်ပတ်ရှင်မိသားစုတွေအကုန်ပါသွားတာပါ။သူတို့ကစိန်ဆိုင်ဖွင့်ထားတဲ့စကိုင်းဘီလာမြေကြီးထဲကိုကျုံဝင်သွားတဲ့ထဲမှာမိသားစုလိုက်ပါသွားတာလို့ဒုက္ခတိုင်းမောစိန်တိုက်ပတ်ရှင်ရဲ့ရင်းနှီးသူတွေကပြောကြောင်းသိရပါတယ်။ ်လက်ရှိမှာတော့ Sky Villa မှာလည်းရှာဖွေရေးတွေလုပ်နေဆဲဖြစ်တယ်လို့သိရပါတယ်။တချို့ကုညီကယ်ဆယ်ရမိသူတွေကတော့အသက်ရှင်လျက်ရှိနေသေးတာကိုဝမ်းသာဝဲတွေ့ရတယ်လို့ဆိုပါတယ်။ဒါမဲ့ Sky Villa ကြီးပြိုကျမှုမှာတော့လူပဏ္ဏရောက်တော့ပြိမိနေလဲဆိုတာဘယ်သူမှသိချာတွက်ချက်လို့မရပါဘူး။လက်ရှိမှာတော့ကယ်ဆယ်လို့ရသည်မအတိုင်းအတာထိတော့အကုန်လုံးကယ်ဆယ်ရမယ်ဆိုပြီးတော့ပြောနေရပဲဖြစ်ပါတယ်။24နှစ်ပြလို့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုလည်းအဆက်မပြတ်ဆောင်ရွက်နေတယ်လို့အခြေအနေအရသိရပါတယ်။ ။စကိုင်းတစ်မြို့လုံးမှာလည်း80ရာခိုင်နှုန်းပြိုကျဖြစ်စီသွားပြီးလက်တော်သေဆုံးသူစီးရင်90နီးပါးတိပြူနိုင်ကထိခိုက်သေဆုံးသူရာချီရှိနိုင်ပြီးလက်ရှိမှာတော့မိသက်ဌာနတစ်ခုမှာပြိုကျပျက်စီးနေတယ်လို့သတင်းတွေရသိရပါတယ်။စကိုင်းမန္တလေးထက်တောင်အသေးပြောက်လုံရနိုင်တယ်။မြောက်ကိုပိုင်တင်တန်းကြောင့်မှခလေးလေးစာသင်လုံးပြိုကျတာတော်တော်လေးကိုပေးမိရဲကြားတယ်။လေးကျုံမြေအုပ်တော်မှာလည်းရင်ကျိလေးမှာတင်တန်းဖွင့်နေတော့ပြိုကျပါတယ်။ အခုတော်တော်လေးကိုခြေရင်းရှုပ်ခုနေတဲ့စကိုင်းပရာဟိတာဖုန်းတူကပြောပါလိမ့်။စကိုင်းနဲ့မန္တလေးဆက်သွယ်ထားတယ်။စကိုင်းတနားအစ်မလည်းအပွဲကြောင်းတွေဖြစ်ပေါ်ခြင်းချီးကပ်လမ်းတွေပြိုကျခြင်းကြောင့်ကုန်းလမ်းဆက်သွယ်ရေးပြတ်တောက်နေတယ်ဆိုပါလိမ့်။စကိုင်းမှာပလီသုံးလုံးပြိုကျပြီးလက်တလောဆင်းရတေဆုံးသူ55ဦးရှိတယ်လို့တော့သိရပါလိမ့်။မြမငလင်ဘေးကိုကူညီမယ်။ င်ကာပူကအရှောက်ဖွေကယ်ဆယ်ရေးဖွဲ့တွေလည်းမြန်မာစီလာနေပြီလို့သိရပါတယ်မြန်မာငလင်ဘေးကိုကူညီဖို့စင်ကာပူနိုင်ငံရဲ့ရှောက်ဖွေကယ်ဆယ်ရေးဖွဲ့တွေကဒီနေ့မလ29ရက်နေ့က ချန်ကီလေးစိတ်ကနေထောက်ခွာလာပြီဖြစ်ပါတယ်အဖွဲ့ဝင်80ပါလာမှာဖြစ်ပြီးရှာဖွေကစည်းအတွက်လိုအပ်တဲ့စက်တွေအပြည့်စည်တွေကိုမာတင်နဲ့စက်ကရီယာတွေအကုန်လုံးကိုတည်ဆောင်လာတယ်လို့သိရပါတယ်ဒါအပြင်တရုတ်ကလည်းရှာဖွေကူညီကစည်းအဖွဲ့တွေကိုဆေးလွတ်တယ်လို့သိရပါတယ်ရုရှားကတော့မနေ့ကညကလေးကရှာဖွေကူညီကစည်းအဖွဲ့တွေကိုဆေးလွတ်ထားပါတယ်လက်ရှိမှာတော့အိန္ဒိယကလည်းရှာဖွေကူညီကစည်းနဲ့စေုံလုံးပစ္စည်းထောက်ပံ့နိုင်ရင်ကြီးတွေရောက်လာပြီလို့သိရပါတယ် နေပြည်တော်မှာတော့ငလိငယ်လေးတွေဇရိုက်ဆိုတော့လှုပ်ခတ်နေတဲ့အတွက်ဒေသခံတွေစိုးရိမ်နေတယ်လို့ဆိုပါတယ်။အခုနေ့လည်း၃နာရီကျော်ထိငလိငယ်လေးတွေလှုပ်ခတ်နေတာကြောင့်စိုးရိမ်နေကြတာပါ။ညကလည်းတင်ညာလုံးအများဆုံး6ချိန်ထက်မနည်းလှုပ်ပါတယ်။အခုအများဆုံးကဖုံးကြောင်းတွေအပြင်နေပြေးနေရတယ်လို့ဒေသခံတို့ကပြောပါတယ်။နေပြည်တော်မှာမနေ့ကအင်အားပြင်းငလိငယ်ကြောင့်ဒဏ်ရသူမြန်မာယာနေရာတစ်ခုဖြစ်ခဲ့ပြီးနေပြည်တော်ကစေုံတွေမှာကုသမှုပေးနေရတာကိုပို့လို့မှုကြီးမြောက်နိုင်ကုန်တယ်တော်ရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီနေ့မနက်နောက်မှနှောင်ဆုံးထုတ်ပြန်ကြရမြန်မာငလင်ကြောင်တည်ဆုံးသူပေါင်း1000ကျော်ရှိပြီဖြစ်ပါလေ။စကိုင်းမှာဆိုရင်ငလင်ကြောင်တမျိုးလုံးနီးပါးပျက်စီးသလိုတည်ဆုံးသူရာချီထိရှိပြီးကုညီကဲစဲတွေလုံနေပါလေ။နေအနေနဲ့ပလီဒီတွေကလည်းတည်ဆုံးသူရေတော့က900ဝန်းကျင်လောက်လောက်မှရှိနိုင်တယ်လို့ဆိုပါလေ။လက်ရှိချိန်မှာပျက်စီးနေတဲ့မြို့ကန်တွေကပဲအချင်းချင်းဥဆောင်ပြီးကုညီကဲစဲတွေလုံဆောင်နေရပါလေ။အပျက်စီးတွေကိုဖယ်ဖို့ဝန်ချီဆက်ကြီးတွေကလည်းမရှိသလိုလာကူညီမဲ့ဆက်တွေကလည်းတရားဖြတ်မရလို့ကဲစဲရေးပိုင်းမှာတော်တော်လေးခက်ခဲသွားပါလေ။ တော့ဘီအန်အန်ဒီမှာကုညီကစေးတွေလုတ်ပေးနေတဲ့စကိုင်းမီတက်ဌာနမှာပြောထားတဲ့အတွက်သူတို့လည်းကုညီနိုင်တဲ့အခြေအနေတွေလုံးဝမရှိဘူးလို့သိရပါတယ်နောက်ပြီးတော့မြေပြင်မှာတကယ်ကုညီကေစေးရေးဖွဲ့တွေကအခက်အခဲတွေဂျုံနေရတာလည်းရှိပါလိမ့်။အဓိကကတော့ line မရဘူး၊ internet line မရဘူး၊ phone line မရဘူးဆိုတော့တယောက်တစ်ယောက်နဲ့ချိတ်ဆက်ဖို့ကတော်တော်လေးကိုခက်ခဲတယ်လို့ဆိုပါလိမ့်။ပြီးတော့ဝစ်ဆုံပိုင်းဒါတွေလည်းလိုအပ်တယ်လို့ဆိုပါလိမ့်။အဓိကအပြင် safety ဖြစ်ဖို့ပဲလို့ဆိုပါလိမ့်။ အခုဒီစပီစီတင်နဲ့လုံနေရပါတယ်တချို့အိမ်အောက်မှာပြိနေတာတွေဆိုတာတွေဆိုရင်ခုချိန်ဒီဆဲလို့မရသေးပါဘူးဘာလို့လဲစပီစီမရှိလို့ပါဒါတွေကတော်တော်လိုအပ်တဲ့အထက်မှာပါပါတယ်လို့ဆိုပါလိမ့်ဖုန်းလိုင်းတွေကမနေ့ကဆိုတနေ့ကိုမရဘူးညနေပိုင်းညပိုင်းလောက်မှရပါတယ်ဖုန်းလိုင်းတွေမရတဲ့အပေါ်မှာဘယ်သူမှဆက်သွယ်လို့မရတော့ကိုယ်နဲ့နေရကိုကိုယ့်ဘာသာကိုလုံနေရတော့ဖြစ်နေတယ်နောက်မှဒီတိုင်းထွက်ကြည့်တော့မှဒီထက်ပိုပြီးဆိုးတဲ့နေရာတွေအရေးပေါ်နေရာတွေကရှိနေတယ် လိကကလေးနေဘာဟိုးတွေခွဲတဲ့စတဲ့နဲ့ခွဲပြီးလို့ထွက်ရမှာဒါတော့မထုံနိုင်ဘူးဆိုရင်တော့ပြိနေတဲ့သူတွေတော့ကတော်တော်လေးကိုကယ်ဖို့ခရင်တယ်လို့ပြောပါလိမ့်ငလင်ကျောင်းပျက်စီးအတိုင်းစားတွေကိုစစ်ဆေးဖို့စေတနာဝန်နဲ့အင်ဂျင်နီယာတွေကိုဖိတ်ခေါ်နေတယ်လို့သိရပါတယ်မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်ကဒီနေ့မှပဲစာထုတ်တာပါကလင်တန်နဲ့အဆောင်တွေစစ်စီးရေးဟာအလွန်ကြီးမားတဲ့လုပ်ငန်းဖြစ်လို့အင်ဂျင်နီယာတွေရဲ့စေတနာလောက်အလိုအလိုခုလိုဖိတ်ခေါ်ရတယ်ဆိုပါလေ ဒီအဆောင်အုံတွေကိုစစ်ဆေးမှုစနစ်တကျနဲ့ညီတပြေးညီဖြစ်စေဖို့ online သင်တန်းတွေကိုလည်းအများဆုံးပေးဖို့စီစဉ်နေပါတယ်။ဒါကြောင့်နေပြည်တော်ရန်ကုန်မန္တလေးနဲ့တခြားမြို့ကြီးတွေမှာစိတ်ပါဝင်စားတဲ့လောက်အားပေးလို့တဲ့ engineer တွေအနေနဲ့မြန်မာနိုင်ငံ engineer အသင်းကိုအများဆုံးဆက်သွယ်ကြဖို့ကြေညာထားပါတယ်။မန္တလေးတိုင်းကြောက်စစ်ခံတဲ့ကစင့်ကိုင်မှာဆိုရင်လူနေရေးသုံးဖို့တပုံတော့ပျက်စီးသွားပြီလို့ဆိုပါတယ်။2014ဆင်းရဲရစင့်ကိုင်မှာဥယျာဉ်ဆောင်ပေါင်း3300ကျော်ထိရှိပါတယ်။တပေါင်းဝန်းကျင်လောက်ပြိုကျပျက်စီးသွားတာ ဒီနေ့မနက်ပိုင်းကဲဆဲဖွဲ့တွေကစင်ကမျိုးပညာဆိုင်ကိုပိုင်ချောင်းပြူကြမှာပိတ်မိတဲ့သူတွေကဲထွက်လာမှာ6ဦးကသေဆုံးတယ်လို့သိရပါတယ်။သေဆုံးသူတွေဟာအမျိုးသားတူမျိုးသမီး9ဦးဖြစ်ပြီးចောင်းသားဆရာမနဲ့ចောင်းသက်ရှင်ရေဝန်ထမ်းတွေလည်းဖြစ်တယ်လို့သိရပါတယ်။မန္တလေးတိုင်းကြောက်ဆယ်ကအနောက်အေးမြကြည်လင်မူကြိုးចောင်းမှာလည်းဒီလိုမျိုးငလင်ကြောင်းပိတ်မိမှုဖြစ်ခဲ့ပြီးလက်ရှိမှာတော့မူကြိုးကလေးစနစ်ယောက်နဲ့ဆရာမတယောက်အလောင်းရှာတွေ့ခဲ့တယ်လို့ကိုကြီးကဲဆဲသမားတွေကပြောပါလိမ့်။ အနည်းဆုံးလူကြီးဟာဆင်းရဲရကြောင်းမှလူ90ရှိတယ်ဆိုပေမဲ့ကယ်ထုတ်လို့ရတဲ့လူကြီးဆင်းရဲမဲ့ရှိပါတယ်။တော့ကယ်ထုတ်လို့ရတာ body 73လောက်မှလို့ဆိုပါတယ်။အိန္ဒိယရဲ့ငလင်းအကူအညီပထမတော့ကတော့မြန်မာကိုရောက်ရှိနေပြီဖြစ်ပါတယ်။ဒေသ6ခုကိုရေပေါ်အခြေအနေတည်ကျညာရတဲ့ပြင်းထန်တဲ့ငလင်းကြောင့်ထိခိုက်ဆုံးရှုံးတဲ့မြန်မာပြည်သူတွေအတွက်အိန္ဒိယကရေပေါ်လူသားချင်းစာနာထောက်ထားမှုအကူအညီပထမတော့မလ29ရက်နေ့ကနေရင်းနဲ့ရောက်လာပါတယ်။ ဆောင်းလေတာပေါ်လင်မိုးကာတွေတန်ရှဲပစ္စည်းတွေအိယာအိတွေနေအောင်ကြီးသုံးမြင်အစားတောက်တုံးနဲ့မြို့ကြောင်မိုးပစ္စည်းတွေပေါဝင်တယ်လို့သိရပါတယ်မြန်မာနဲ့ထိုင်းကငလင်းတန်ခံရတဲ့အခြေအနေပေါ်စိုးရင်ပုံမှန်မြစ်တို့အားလုံးဘေးကင်းရေးအတွက်ဆုတောင်းပေးပါတယ်လိုအပ်တဲ့ထောက်ပံ့တွေအတွက်ကူညီဖို့အသင့်ပါလို့အိန္ဒိယဝန်ကြီးချုပ်မိုရီကပြောပါတယ်အိန္ဒိယအနေနဲ့အခြေအနေတွေကိုဆက်လက်ပံ့ပိုးမယ်ဆိုပြောပါတယ်လိုအပ်တဲ့ကူညီအားလုံးပံ့ပိုးမယ်လို့ဆိုပါတယ် အာဆီယံနိုင်ငံတွေအားလုံးကလည်းလောလောဆယ်မှာကူညီဖို့အတွက်ဂတိပြုထားတဲ့အခြေအနေမှာရှိပါတယ်။တက်နိုင်ဆုံးကူညီဖို့အတွက်စင်ကာပူကလည်းအခုတော့လာကူညီနေပြီလို့သိရပါတယ်။ဒုက္ခဒိုင်မွန်စိန်တိုင်းမိသားစုဝင်တွေပြေးမိတဲ့ Sky Villa ကွန်ဒိုမှာအတန်ဒီလဲကျန်းရတယ်လို့ပြောပါတယ်။ဒုက္ခဒိုင်မွန်စိန်တိုင်းမိသားစုဝင်၄ဦးနဲ့အင်အားကို၃ဦးစုပေါင်း9ဦးပြေးမိခဲ့ပြီးယနေ့ညနေပိုင်းမှာကယ်ဆယ်ရေးမြောက်5လောက်ကိုစတင်ဝင်ရောက်ကယ်ဆယ်တဲ့အခါ ူတို့ပိတ်မိတဲ့အတိုင်းမှာအတန်းနေကြားခဲ့ရခြင်းဖြစ်ပြီးတချို့တော့အသက်ရှင်နိုင်တယ်လို့ခန့်မှန်းထားပါတယ်။မနက်ခင်းကထီတော့အချိန်တွေကမထိုးဘူး။အခုညနေပိုင်းကပဲကယ်ဆယ်ရေးတွေက၅လွှာဆောက်ဝင်နေခြင်း၄လွှာကအတန်းနေကြားပါတယ်။အသက်ရှင်နိုင်ခြင်းလမ်းကြောင်းများပါတယ်။ရေတောင်းတောက်တာတွေလည်းရှိတယ်။အဲဒီတော့အားလုံးမဟုတ်တော့တချို့တော့ကတော့ရှင်းတယ်မယ်လို့ယူဆရကြောင်းပြောပါတယ်။ Skybilla ကွန်တိုဟာ၄လုံးတွဲဖြစ်ပြီး part 1 2 3 4လို့ခေါ်ဆိုတော့အခုပြူကြနေဝင်သွားတာက part 2 3 4ဖြစ်ပြီး part 1မှာ9တက်လောက်အောက်ကိုပြူကြခဲ့ပြီး6တက်ပေါ်မှာတင်ကြပါတယ်။ အဆိုပါရက်ကွက်မှာဆင်းချက်လက်တွေရစကိုင်းပီလာကွန်ဒိုမှာနေထိုင်သူ200ကျော်ရှိပါတယ်။လက်ရှိကွန်ဒိုမှာလူ30ကျော်အသက်ရှင်လျက်ကယ်ဆယ်နိုင်ပြီးတည်ဆုံးသူ9ဦးရှိတယ်လို့ကြေညာပါတယ်။ရန်ကုန်မင်းသီထီလာပြင်ဦးနယ်မှာရောက်လာတဲ့ပရာဟိတအဖွဲ့တွေမိသက်နဲ့ဒေသခံပြည်သူတွေကကူညီကယ်ဆယ်နေပြီးလူဦးရေ200ဝန်းကျင်လိုအပ်တာတွေလုပ်ပေးနေပါတယ်။အင်အားကြီးတဲ့ငလင်ကြီးဟာစကိုင်းပြည့်ပြည့်ကျော်ရဲ့အင်ဝပိုင်းမှာစင်စကိုင်းမြို့အနီးတည်းဥတီလှုပ်ခဲ့ခဲ့ပြီးပျက်စီးမှုတိုင်တာကတော့ခံမှန်းလို့မရတဲ့ထိတောင်မှကြီးမားနေတာဖြစ်ပါလေ။အင်းလင်းဒေသမှာလည်း ငလင်ကြောင့်သေဆုံးသူ52ဦးထိရှိလာပြီးရေဘော်ကူညီကယ်ဆယ်မှုတွေလိုအပ်နေပါတယ်။ဒေသတွင်းစားလျက်ခံတဲ့လူသားချင်းစာနာထောင်မှုဆိုင်ရာရေဘော်ကူညီလိုအပ်ကြောင်းဒေသခံတွေကပြောပါတယ်။လက်ရှိချိန်ထိအစင်းနေရာရှေ့ဝကြီးကျွော်မှာတူဟဲရရွာမှာ၄ဦး၊ကလာကျွော်မှာ၄၁ဦး၊ဇယကြီးရွာမှာ၅ဦးသေဆုံးကြောင်းသိရပါတယ်။တရင်မရသေးတဲ့ကျွော်ပေါ်များစွာကျန်နေသေးတယ်လို့သိရပါတယ်။ပျက်စီးသွားတဲ့ရွာအားလုံးကအင်းထဲမှာနေကြတာပါ။လက်ရှိအချိန်ထိတော့ ကူညီကြမှုတွေကတော်တော်လေးကိုရှားပါနေတယ်လို့ဆိုပါတယ်။အလင်းနဲ့ကြောင့်အင်္ဂလိပ်ဒေသတွင်သေဆုံးမှုရေတွက်ဟာခုတက်ပုံပုံများပြလာနိုင်တယ်လို့ဆိုပါတယ်။အင်္ဂလိပ်ဒေသတောင်ပိုင်းမှာကျေးရွာတွေမှာရှိတဲ့သေဆုံးမှုနဲ့ထိခိုက်ဒဏ်ရာသူတွေအခုချိန်ထိမပါဝင်သေးဘူးလို့သိရပါတယ်။မနေ့ကလောက်ခတ်တဲ့ငလင်ကြီးကြောင့်ရှမ်းပြည်တောင်ပိုင်းအင်္ဂလိပ်ဒေသတဝန်းနဲ့တောင်ကြီးအင်္ဂလိပ်အောင်ပန်းအစရှိတဲ့ထိစက်တဲ့ဆက်ဆက်မြို့တွေမှာထိခိုက်ခံစားခဲ့ရတာဖြစ်ပါတယ်။ ငလျင်တန်းကိုတင့်ခဲ့တဲ့မြမလူလူကိုကိုချင်းစာ ထောက်ထားတဲ့အနေနဲ့ MNDA ထင်းချုပ်တဲ့လာရှိုးပါဝင်ထူးဒေတာတက်မှာတင်းကြံပွဲနဲ့ပျော်ပွဲရှင်ပွဲကိုဒီနှစ်မှာဖျက်သိမ်းလိုက်တယ်လို့ MNDA ကကြေညာပါတယ်။ငလျင်တန်းတင်းဒေတာတွေကိုငွေနဲ့ပစ္စည်းတွေလှူဒန်းနိုင်မှုထူးဒေတာတက်အတွင်းမှာရှိတဲ့မြို့နယ်ခံအသေးသေးမှာအဓိကကောင်းဆောင်နဲ့ခံပြီးတဘာဝကေဆေးဖွဲ့တွေလည်းဖွဲ့စည်းမယ်လို့ဆိုပါတယ်။ ကျွမ်းကျင်ဝင်တဲ့နေရွေးချယ်ပြီးတေယပို့ဆောင်ရခြင်းနဲ့ဆက်ဆက်ပစ္စည်းနဲ့ဆက်ကရီယာတွေပြင်ဆင်ပြီးကယ်ဆယ်လုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နိုင်ဖို့လည်းငလင်တန်းတဲ့ဒေတာတွေတွားရောက်နိုင်ဖို့ကြိုတင်ပြင်ဆင်ဖို့လည်းထုတ်ပြန်ထားပါတယ်အထူးဒေသရှိစေဝအားလုံးကငလင်တန်တဲ့ဒေသမှာလာမယ့်လူနာတွေအတွက်အခမဲ့စေဝါကုသမှုပေးနိုင်ဖို့အစွမ်းကုန်ကြိုတင်ပြင်ဆင်ထားမယ်လို့ဆိုပါတယ်။အခမဲ့အစားတောင်းနေရထိုင်ခင်းနဲ့ထောက်ပံ့ကူညီဖို့စီစဉ်ထားပါတယ်။လက်ရှိအချိန်ထိတည်ဆုံးသူပေါင်းကတော့မြန်မာနိုင်ငံမှာတထောင်ကျော်သွားပြီပဲဖြစ်ပါတယ်။ ဒီတက်ပို့ပြီးများပြားလာဖို့ရှိတယ်လို့လည်းသိရပါဗျ။